BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို BBC Bamis.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ မင်္ဂလာညချမ်းပါခင်ဗျာအော်တိုဘာလာရှိရဲ့ပုဒ်ဟုညချမ်း BBC မြန်မာပိုင်းအစီအစဉ်တွေကိုလန်ဒန်ကတင်ဆက်ပေးနေပါပြီညညနားဆင်ရမယ့်အထဲဂါဇာဆွေးနွေးပွဲမှာထရန့်ရဲ့ထိတ်တန်းလက်ထောက်တင်တဲ့အီဂျစ်နဲ့ကာတာကယာရှိကြီးတွေပါလာကြတဲ့အကြောင်းပြင် လက်ရှိရှိထားတဲ့တက်တဲ့ထောက်ထားတွေအပြန်ပြန်လန်လန်ချိန်ပြီးမှအခိုင်မာတဲ့ဆိုတဲ့အခြေအနေရှိလို့သာခုလိုမျိုးကျွန်တော်တို့ notice ပေးခြင်းဖြစ်ပါတယ် တယ်လီနော့ကိုတရားစွဲဖို့ဘာကြောက်စီစဉ်နေတယ်လဲဆိုတာနဲ့ထိုင်းမှာပန်းရောင်ကတ်တွေကိုလာမဲ့ရပိုင်းကစပြီးဖွင့်ပေးတော့မယ်ကြောင်းတွေကို တင်ဆက်ပေးဖို့ရှိပါတယ်ဒီညစီစဉ်ကိုကျွန်တော်ဘူဘူကတင်ဆက်ပေးထားပါတယ်ကာဇာစစ်ပြီးဆုံးရေးအတွက်ဟာမက်စတင်အစ္စရေးကြား တဆင့်ကန်ဆွေးနွေးပွဲ တတိယရက်မှာတော့အမေရိကန်သမ္မတထရမ့်ရဲ့ထိတ်တန့်လက်ထောက်တွေနဲ့အတူအီဂျစ်နဲ့ကာတာကအရာရှိကြီးတွေပါဝင်လာကြပါတယ်။ကာတာဝန်ကြီးချုပ်အီဂျစ်ထောက်လန်းရေးချုပ်တွေနဲ့အတူ အမေရိကန်ထူးကိုယ်စားလှယ်စတီဗ်ဝစ်ကော့ဖ်နဲ့ထရမ့်ရဲ့သမ္မတဂျယ်ရက်ကူရှနာတို့လိုက်လာကြပြီးတော့ညှိနှိုင်းမှုတွေတိုးတက်ရေးအတွက်ကြိုးစားနေကြပါတယ်။ဆောဆောပိုင်းငါလေဒီဆွေးနွေးပွဲ အောင်မြင်ရင်ပြန်လှုပ်ပေးရမယ် ါလက်စတိုင်းကျင်းသားစီးရင်နဲ့အစ္စရေးဒဇဂန်စီးနေကိုဟာမတ်စ်နဲ့အစ္စရေးကြလက်ကကြတယ်ဆိုပြီးဟာမတ်စ်ထိတ်တန့်အရာရှိတယောက်ကပြောပါတယ်ဂါဇာမှာတော့လက်ရီတွင် ပထမဆုံးအချိန်ဖြစ်ဆန္နာယီတွင်အသေးပြောက်မရှိဖြစ်ခဲ့ပါတယ်ဒီနှစ်အတွက်ဓာတုဗေဒနိုဗယ်ဆုကိုတော့ဂျပန်ကဆူဆူမူကီတာဂါဝါပြည်ရှာနွယ်ဝါရစ်ချတ်ရော့ဖ်ဆန်နဲ့ American Jordan Lumio Omayagiro Sukhu သွားကြပါလေ မကြဘူးတဲ့ရေသွေးတွေရှိတဲ့ယာဝတ္ထုသစ်တွေကိုတီထွင်မှုအတွေ့ဒီသိပ္ပံပညာရှင်၃ယောက်ကိုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။တခြားဓာတုပစ္စည်းတွေကိုဖန်ဆွဲသုံးလောင်းနိုင်တဲ့အကောင်ပေါကြီးတွေပါတဲ့သတ္တု organic မူပေါင်းတွေကိုသူတို့ဖော်ထုတ်ခဲ့ကြပါတယ်။ဒီ molecule ပုံစံသစ်တွေကို carbon dioxide ဖန်ယူပြီးရာသီဥတုပြောင်းလဲမှုကိုထိန်းချုပ်ရမှာသုံးနိုင်တယ်လို့ပဲသဲကန်တရလေကနေပြီးတော့ရေကိုဖန်ယူဖို့လဲ သုံးပြနိုင်တာဖြစ်ပါတယ်။အာဖဂန်နစ္စတန်နယ်စပ်နားမှာစစ်သွေးကြွတွေလက်ချက်နဲ့ပါကစ္စတန်လုံခြုံရေးတပ်သားအနည်းဆုံး17ယောက်တပ်ဖြတ်ခံခဲ့ရပါတယ်။ပါကစ္စတန်တာလီဘန်ကသူတို့လက်ချက်လိုကျင်ညာပြီးခြုံခိုတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အပြန်အလှန်ပြစ်ခတ်မှုတွေတွင်စစ်သွေးကြွ19ယောက်သေဆုံးတယ်ဆိုပြီးပါကစ္စတန်အာဏာပိုင်တွေက ဆိုပါတယ်။စစ်သွေးကြွတွေဘက်ကတော့တိတ်ပြောက်မရှိဘူးလို့ညင်းပါတယ်။ ပါကစ္စတန်တာလီဘန်တွေဟာအိန္ဒိယရဲ့ထောက်ပံ့မှုနဲ့အိန္ဒိချင်းအာဖဂန်နစ္စတန်နိုင်ငံမှာလက်ကျင့်နေတယ်ဆိုပြီးတော့ပါကစ္စတန်အစိုးရကပြောပါတယ်။နှနိုင်ငံလုံးကတော့သူတို့နဲ့မပတ်သက်ဘူးဆိုပြီးပယ်ချပါတယ်။ဒီလပိုင်းတွင်ပါကစ္စတန်တာလီဘန်တွေကလုံခြုံရေးတပ်ဖွဲ့တွေကိုတိုးမြှင့်တိုက်ခိုက်လာကြပါတယ်။ဩဂုတ်လကကျင်းပတဲ့ဗလာဒီမာပူတင်နဲ့ဒေါ်နယ်ထရမ့်ကြားထိပ်သီးဆွေးနွေးပွဲနောက်ပိုင်းယူကရိန်းငြိမ်းချမ်းရေးသဘောတူညီမှုရဖို့အရှိန်ဟုန်က ပြောင်းမတက်ဖြစ်နေပြီဆိုပြီးတော့ရုရှားဘက်ကပြောကြားခဲ့ပါတယ်။အမေရိကန်နဲ့ရုရှားသမ္မတတွေအလက်စကာမှာတွေ့တဲ့စီဝေးနောက်ပိုင်းဒီလိုတောင်းမတင်ရေမချဖြစ်နေတာနဲ့ပတ်သက်ပြီးရုရှားဒုတိယနိုင်ငံရဲ့ဝန်ကြီးဆာဂေရီယက်ကော့ဖ်ကဥရောပနိုင်ငံတွေကိုပြစ်တင်ပါတယ်။အမေရိကန်ရဲ့တမဟော့ခ်တုံးချီတွေကိုပို့ရင်ယူကရိန်းမှာစစ်ချိန်တဆင့်ထက်တက်သွားမယ်ဆိုပြီးတော့လေမစ္စတာရီယက်ကော့ဖ်ကတရီပေးခဲ့ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံရဲ့တချို့ဒေသတွေမှာတော့အင်တာနက်သုံးဆွဲသူတွေဟာ Facebook နဲ့ Instagram လိုလူမှုကွန်ရက်တချို့ကိုသုံးဖို့ခက်ခဲကြုံနေရတယ်ဆိုပြီးတော့သတင်းတွေရရှိပါတယ်။ဒီအင်တာနက် website တွေကိုမရောက်ဖို့ကြားကန်တွေလှုပ်ထားတယ်ဆိုပြီးတာလီဘန်အစိုးရရင်းမြစ်တစ်ခုက BBC Afghan ဌာနကိုပြောပါတယ်။အင်ကာနေကလေးကသုံးဆွဲသူများပြားသူတို့ရဲ့ Facebook account တွေမှာ video တွေပေါ်မလာဘူးဆိုပြီးတော့ပြောနေကြပါတယ်။ Instagram ကိုသွားကြည့်လို့လည်းမရဖြစ်နေပါတယ်။နိုင်ငံနှံ Telecom နဲ့ Internet တွေကိုဖျက်တောက်ဖို့အရင်ဘက်ကတာလီဘန်တွေမိန့်ပေးခဲ့ပြီးလေဆိပ်ဗန်နဲ့ဗန်နာရေးဝန်ဆောင်မှုတွေထိခိုက်ခဲ့ပါတယ်။အဲ့ဒီနောက်နှစ်ရက်ကြာမှပြန်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။ပြည်ထိုင်မှာတော့မကြာခင်ကတရုတ်တွေတရှိုလုတ်ပေးတယ်ဆိုပြီးအမျိုးသားနှစ်ဦးဆွဆွဲခံရတဲ့အမှုမှာပြည်ထရှာဆိုအပ်ကခိုင်မာတဲ့သက်သေအလုံလောက်မရလို့မှုပြက်သွားပြီဆိုပြီး ပြည်ထောင်ထိတ်တန်းအမှုလက်ရာရှိတယောက်ကပြောပါတယ်ဒီအမှုကအစိုးရလှုပ်ဝက်ချက်ဥပဒေနဲ့ကျုံးဝင်ပေမဲ့လည်းမကြာခင်ကဥပဒေဖွင့်ဆိုချက်ကိုပြင်လိုက်တဲ့အတွက်အထောက်ထားတွေထပ်ပေးဖို့လိုတယ်ဆိုပြီးတော့စတီဖန်ပါကင်ဆန်ကပြောပါတယ်တရုတ်နိုင်ငံဟာပြည်တိုင်းရဲ့လုံခြုံရေးကိုအန်ဒီရဲ့ဖြူတာဆိုတာကိုဖော်ပြတဲ့သက်သေတွေလိုတာပါပြည်ထောင်စုအစည်းအဝေးကထောက်ထားရရဖို့လရည်နဲ့ချီကျိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ဘူးလို့သူကဆိုပါတယ် ပကိုးတိုင်းထဲမှာအေးအေးသိမ့်ထတဲ့ညောင်ကျိုးပြူဟာစခန်းကိုပြန်ရဖို့စစ်တပ်ကစစ်ကြောင်းထိုးနေတယ်ဆိုပြီး BBC ရဲ့စစ်ရေးရင်းမြစ်ကပြောပါတယ်။ညောင်ကျိုးကိုမြောက်ခင်အေးအေးရဲ့ကာကင်းစခန်းဖြစ်တဲ့ဆင်လန်ကုန်းကိုစစ်တပ်ကပြီးခဲ့တဲ့လေးရက်လောက်ကစပြီးထိုးစစ်ဆင်နေတယ်လို့ဆိုပါတယ်။ဒါပေမဲ့အေးအေးကကြားပြတ်တိုက်ခိုက်လို့ထိခိုက်သေးဆုံးတာတွေရှိပြီးစစ်တပ်ပြန်ဆုတ်သွားတယ်လို့သိရပါတယ်။ တဒါရှိမြခင်ဗျာအာနာသိမ့်ပြည်နယ်ပိုင်းတက်ကြွလှုပ်ရှားသူတွေရဲ့ချက်တချို့ကိုစစ်တပ်စီပေးလို့ဖမ်းဆီးတပ်ဖြတ်ခံရတာရှိတယ်ဆိုပြီးတယ်လီနော့ကုမ္ပဏီကိုမြန်မာရက်ဘက်ဖွဲ့တွေကတရားစွဲဖို့စီစဉ်နေကြပါတယ်ဒီတရားစွဲမှုကဘလောက်ထိရောက်နိုင်တယ်လဲမတ်ရွှေပိုးနီကပြောပြပေးပါမယ် တယ်လီနောဟာအာနာသိမ့်မှုနောက်ပိုင်းသုံးစွဲသူ၁၈တန်းတွေကတချို့ရဲ့အချက်လက်တွေကိုစစ်တပ်စီမျှဝေခဲ့တာကြောင့်ဆိုပြီးတရားစွဲဆိုဖို့ဆောင်ရွက်နေတာလို့ရပ်ဖက်ဖွဲ့တွေကပြောပါတယ်။အဲဒီကနေခြေရခံရသွားပြီးတဲ့နောက်လွတ်တော်အမတ်ဦးဖြိုးစရာတော့ဖန်စီကျိုးပေးကွမျက်ခံရတာအပါအဝင်တက်ကြွလှုပ်ရှားသူတွေရောတော်လန်ရေးသမားတွေပါဖန်စီခံခဲ့ရတာလို့ဆိုပါတယ်။ဒါကြောင့်တယ်လီနောကုမ္ပဏီကိုနော်ဝေမှာတရားစွဲနိုင်ဖို့တက်ကြွလှုပ်ရှားသူတွေပူးပေါင်းပြီးရှင်းနေတွေကနေတဆင့်သတိပေးနိုတစ်စာကိုအော်တိုဘာ6ရက်နေ့မှာပို့ထားတယ်လို့သိရပါတယ်။ဦးစရာတော့ရဲ့ဇနီးမတ်တဇင်ကလည်း သူ့အမျိုးသားဖမ်းဆီးကွမျက်ခံရမှုမတိုင်ခင်မှာသူ့အမျိုးသားရဲ့အချက်အလက်တွေကိုစစ်အုပ်စုစီပေးလိုက်တယ်ဆိုတဲ့အချက်ကြောင့်အန်အောတုံ့နှုတ်ခဲ့ရလို့ဒီတန်ကြားမှုကိုဖော်ဆောင်တယ်ဆိုတဲ့အကြောင်းပြောထားတယ်လို့တန်ကြားမှုကိုထောက်ခံတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ OSGI အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။တရားစွဲဆိုရမှာပါဝင်တဲ့ Defend မြန်မာ Democracy အဖွဲ့ကကိုရဲပြောပြတာကလက်ရှိရှိထားတဲ့တက်တဲ့ထောက်ထားတွေကိုအပြန်ပြန်လည်လည်ကြည့်ပြီးမှခိုင်မာတယ်ဆိုတဲ့အခြေအနေရှိလို့သာခုလိုမျိုးကျွန်တော်တို့ Note Space ချင်းဖြစ်ပါတယ်။နောက်ဆုံးဆက်မှာကျွန်တော်တို့အချက်လက်တွေမလွှဲပြောင်းပေးဖို့အဖွဲ့ စေးပေါင်းစုံနဲ့နီလန်မျိုးစုံနဲ့ကျွန်တော်လုပ်ကြရတာနှစ်သုံးနှစ်ကပေါ့နော်နောက်ဆုံးအချိန်နေဖြစ်လို့ဒါကျွန်တော်တို့ကလို့တရားဆွဲဖို့ကျွန်တော်လိုအပ်ခြင်းဖြစ်ပါတယ်တယ်လီနောဟာ2014ခုနှစ်ကနေ2022ခုနှစ်အထိမြန်မာပြည်မှာလည်ပတ်ခဲ့ပြီး2022ခုနှစ်မတ်လမှာမှစစ်တပ်နဲ့ဆက်နွယ်တဲ့ရှယ်ယာရှင်တွေပါဝင်တဲ့ရွှေပြိုင်းဖြူကုမ္ပဏီကိုပြန်လည်ရောင်းချခဲ့ပြီးတဲ့နောက် Atom ဆိုတဲ့အမည်နဲ့ပြည်တွင်းမှာလုပ်ငန်းတွေဆက်ရှိနေပါတယ်လွှဲပြောင်းမြောင်းချခင်ကလေးကအချက်လက်တွေကိုကာကွယ်ပေးတာမျိုးမရှိတာကြောင့်အခုလည်းတုံးဆွဲသူတွေတတိပြုတဲ့အကြောင်းမြန်မာ Internet Project က Digital အရေးကြီး ညင်သူကိုတစ်ညံအကြံပြုတာကစစ်အုပ်စုရဲ့ဒီထိန်းချုပ်မှုအောက်မှာကျွန်တော်အကုန်လုံးရှိနေပြီ location သိနိုင်တာဖုန်းခေါ်ဆိုမှုတွေကိုဘယ်ကနေဘယ်ကိုသွားရဲဆိုတဲ့ tracker လိုက်နိုင်တာဆိုတော့ကိုယ့်ရဲ့ digital using behavior ပေါ့နော်အပြုမှုတွေအလုံးကိုကျွန်တော်တို့ပိုလုံခြုံစိတ်ချရတဲ့ platform တွေကိုအသုံးပြုရအောင်ပြုပြင်တင်တယ်အနေရှိတဲ့လူတွေလည်းပို့ပြီးတော့စကတိထားတင်တယ်ပေါ့နော် Delhi Nova ကတော့မြန်မာအာဏာပိုင်နေစီအချက်လက်တွေပေးဖို့အတွက်ဥရေအရလိုအပ်တယ်လို့ writer သတင်းဌာနကိုတုတ်ပြန်ပြောဆိုပါတယ်အားလုံးရဲ့အချက်လက်ကိုပေးခဲ့တာလားစစ်တပ ဘက်ကလိုချင်သူတွေကိုပဲပေးခဲ့တာလားဆိုတာသိရဖို့ Telinor ကုမ္ပဏီထံ BBC ကအီးမေးလ်နဲ့ဆက်သွယ်မေးမြန်းထားပေမဲ့ပြန်လည်ဖြေကြားလာတာတော့မရှိသေးပါဘူး။ဒါရှိခင်ဗျာခင်ဗျာထိုင်းကတရားမဝင်နိုင်ငံခြားအလုပ်သမားတွေကိုတရားဝင်နေထိုင်ခွင့်နဲ့အလုပ်လုပ်ခွင့်ရတဲ့ပန်းရောင်ကတ်ကိုလာမဲ့ရပိုင်းကနေစပြီးအွန်လိုင်းကပါဖွင့်ပေးတော့မယ်လို့ထိုင်းအလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ပါတယ်အလုပ်သမားရေးဆောင်ရွက်ပေးနေသူတွေကတော့ဒီနှစ်ထုတ်ပြန်ချက်မှာပြောင်းလဲတချို့တွေ့ရတယ်လို့ဆိုပါတယ်ဘာဒီပြောင်းသွားတယ်လဲမှတ်သူစာလင်းကပြောပြပေးပါမယ် ပန်းရောင်ကဆူရာကတော့နိုင်ငံသားအလုပ်သမားတွေဟာထိုင်းနိုင်ငံမှာတရားဝင်နေထိုင်ခွင့်ရပြီးအလုပ်လုပ်ခွင့်ရဖို့အတွက်အစိုးရကအသိမှတ်ပြုထုတ်ပေးတဲ့ကတ်ဖြစ်ပါတယ်။လာမယ့်အောက်တိုဘာလ15ရက်နေ့ကနေ29ရက်နေ့အထိသတ်မှတ်ထားတဲ့ online website တွေကနေ24နာရီအတွင်းရှောက်ထားလို့ရမယ်လို့ထိုင်းအလုပ်သမားဝန်ကြီးဌာနကအောက်တိုဘာလ9ရက်နေ့မှာထုတ်ပြန်ပါတယ်။အခုနှစ်ဒီဇင်ဘာလ28ရက်နေ့မတိုင်ခင်လူကိုယ်တိုင်သွားရောက်ပြီးလက်ပွေနှိပ်ရမှာဖြစ်တယ်လို့အလုပ်သမားရေးကူညီသူတွေကပြောပါတယ်။ထိုင်းအစိုးရဟာနိုင်ငံသားအလုပ်သမားတွေကိုတ နှစ်ကိုနှစ်ကြိမ်ပန်းရောင်ကတ်ထုတ်ပေးတာဖြစ်ပြီးအခုတစ်ကြိမ်နဲ့ဘာတွေကွာခြားသွားပါသလဲမဲဆောက်ချီတိုင်းမြန်မာအလို့သမားရေးကူညီပေးနေသူကိုစိုင်းပြောတာက ဘစင်းတင်တော့ငကိုမူလာတိုင်းမင်းသူ့လေဒါပေမဲ့မသူတဲ့ဟာကဘာလဲဆိုရခင်တော့ကဘစင်းတင်တင်ပြီးရင်ကျမရအမခံဝဲကျမစစ်လို့အောင်မြင်ပြီဆိုတဲ့အခါကျရင်ဆရာဝန်ရဲ့ထောက်ခံချက်နဲ့ဘလို့လုပ်ပါလဲမရှောက်ပြင်ငွေသွင်းပြီးဆိုလို့ရှိရင်ငွေဒီစားရရမယ်ကွာလေဆိုတော့အဲ့ဒါပြီးရင်ပတိပူဇာစာရပေါ့နော်အဲ့ဒီပူဇာစာရရပြီဆိုတာနဲ့လောကယုံကိုသွားပြီးတော့တစ်ချက်နဲ့သွားပြီးလက်ပွေသက်နဲ့ရမယ်ပေါ့နော်အခုဒီတစ်ခေါက်မှာကျတော့အဲ့လိုမဟုတ်ပဲနဲ့ကျွန်တော်တို့ဘစင်းတင်ဘစင်းတင်ပြီးတာနဲ့ဘလို့လုပ်ပါလဲမရှောက်မှာဘလို့လုပ်ပါလဲမရှောက်ပြီးမှသာလျင်ကျွန် ျမရေးစစ်ဆေးခြင်းနဲ့ကျမရေးအမခံဝေယူခြင်းလုပ်ငန်းစဉ်ကိုပြန်သွားမယ်။ဆိုတော့အဲ့လိုမျိုးလုပ်ငန်းစဉ်တွေတော့ပြောင်းလဲသွားတာရှိတယ်။ကက်လျှောက်လွှာခြင်းကိုတော့ထိုင်းဆိုရကဘတ်3,890တတ်မှတ်ထားပေမဲ့အကျိုးဆောင်တွေနဲ့ချိတ်ဆက်လုပ်ရတဲ့သူတွေတက်ကတော့ဘတ်8,000ကနေ1,000လောက်ထိပေါက်ဈေးရှိတယ်လို့ပြောပါရယ်။ပန်းရောင်ကဲရရှိတဲ့သူတွေဟာ2026ခုနှစ်အောက်တိုဘာ14ရက်နေ့ထိဗီဇာတက်တန်းနဲ့အလုပ်လုပ်ခွင့်ရရှိမှာဖြစ်ပါရယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖမ်းဆီးမှုတွေနဲ့စစ်မှုထမ်းဥပဒေကြောင့်မြန်မာကနေထွက်ပြေးနေရသူ လူငယ်အများပြားဟာအဲ့ဒီကက်ရှောက်ဖို့စောင့်နေကြတာပါအများစုဟာချင်းမိုင်မဲဆောက်ရနောင်းနဲ့ဘန်ကောက်စတဲ့နေရာတွေမှာတရားဝင်နေထိုင်တာမျိုးရှိပေမဲ့တရားမဝင်နေထိုင်သူတွေလည်းများစွာရှိနေတာပါဒါကြောင့်စစ်မှုထမ်းဥပဒေကြောင့်ထိုင်းနိုင်ငံကိုရောက်ရှိနေပြီးပန်းရောင်ကတ်နဲ့နေထိုင်သူမြန်မာလူငယ်တအုပ်ဘလို့ရက်တည်နေရပါသလဲ။ဖားခင်အထီးတော့အဆင်ပြေတာပေါ့ဗျာ။ကိုယ်ပြည်တွင်းမှာကြတော့လေဒီစစ်မှုထမ်းနဲ့ပါနဲ့ပေါ်လာဆွဲရနေဆိုတော့ဒီရဲ့ပြီးကတော့လွတ်တာပေါ့လွတ်ယုံပြီပါဒုက္ခပြောင်းသွားတာဒုက္ခပါဗျာခုနေပြောပါ့။ ုံစံနဲ့အမိပြောင်းပြီးတော့ဒီဘက်မှာကျွန်တော်တို့ကဒုက္ခတစ်မျိုးပြန်လာခံတယ်လို့ပါပဲအခုဒီဒီဘက်မှာဆိုရင်လည်းအာမသာတောက်တာမိသားစုနဲ့ခွဲခွာရတဲ့အားတွေအနေနဲ့ရတာတွေတချို့ကြတော့လေဒီဘာသာစကားအခက်အခဲကြီးနဲ့အများကြီးပဲဒုက္ခခံရတာရှိတယ် ကျွန်တော်တို့ဆိုလည်းလုံနေရတာပဲမရေကဲပုံးလေးထိုင်ဒီပညာပိုင်းဘလို့ပဲကျွန်ကျွန်တိချရက်တည်ဘူးဆိုရင်တော့မလို့လက်ရှိထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့မြန်မာရွှေ့ပြောင်းလုံတမား6တန်းကျော်ရှိတယ်လို့လုံတမားရေးကူညီသူတွေကခန့်မှန်းပါတယ်အဲ့ဒီထဲမှာထိုင်းဆိုရရဲ့တရားဝင်လုံလုံခွင့်နဲ့အလုံလုံနေရသူဘလောက်ထိရှိနေပြီလဲဆိုတာကိုတော့ BBC အနေနဲ့တိတိကျကျမသိရသေးပါဘူးရှင် တော်တရှင်မြတ်ခင်ဗျာ DNL ထိမ့်ချုပ်ထားတဲ့ရှမ်းမြောက်နယ်မြေတွေကိုစစ်တပ်ကလေကြောင်းကနေဇက်တိုက်တိုက်ခိုက်နေလို့နှစ်ရက်အတွင်းမှာပဲကြောက်မဲမြို့နယ်မှာ12ဦးသေဆုံးခဲ့ပါတယ်ဒီစမရွက်ောက်ပွဲမတိုင်ခင်သီဘောနယ်မိုးကုတ်ကိုထိုးစစ်ဆင်လာနိုင်သလားကိုမိုးမြင့်ကပြောပြပေးပါမယ်အော်တိုဘာ၈ရက်ဒီနေ့မနက်ပိုင်းနဲ့အော်တိုဘာ9ရက်နေ့လယ်ပိုင်းမှာကြောက်မဲမြို့နယ်တွေကမိုင်းငေါနဲ့ မိုးကုတ်နယ်နီးတဲ့မိုင်းလုံမျိုးကိုစစ်တပ်ကလေကြောင်းနဲ့ပုံကျဲခဲ့တာကြောင့်ဒေသခံ12ဦးသေဆုံးခဲ့ပြီး9ဦးဒဏ်ရာရခဲ့ပါတယ်။မနေ့ကမိုင်းလုံမျိုးနယ်မန်ဟုန်ကြီးွာကိုလေကြောင်းနဲ့ပုံနှလုံးကျဲခဲ့တာကြောင့်နှစ်နှစ်အရွယ်ကလေးငယ်တူအပါဝင်ဒေသခံ10ဦးသေဆုံးပြီး3ဦးဒဏ်ရာရရှိခဲ့တယ်လို့ DNL တန်းတပ်ကသတင်းထုတ်ပြန်ထားပါတယ်။ဒီနေ့မနေ့ပိုင်း7နာရီကျော်ကလည်းမိုင်းငော့မျိုးကိုဂျက်တိုက်လေရင်နဲ့ပုံကျဲခဲ့တာကြောင့်2ဦးသေဆုံးပြီး2ဦးဒဏ်ရာရတယ်လို့ဖော်ပြပါတယ်။ဒီတိုက်ခိုက်မှုတွေဟာအခုအော်တိုဘာလအတွင်းစစ်တပ်နဲ့ DNL တို့တွေ့ဆုံဆွေးနွေးဖို့ရှိနေတာကြောင့်စီးရီးအဖျားပေးတာဖြစ်နိုင်တယ်လို့ ပလောင်ကိုပိုင်အုတ်ချခွင့်ရဒေသဖြစ်တဲ့နမ်ဆန်မြို့ကိုပဲ DNL တက်တွေကိုပြန်စုခိုင်းလိုတဲ့သဘောလည်းဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်ဒီနေရာတွေကိုစစ်တပ်ကကြီးကြောင်းလေးကြောင်းထိုးစစ်တွေပါကြောင်းလုပ်နေတာပါလေ စီရီယံဘိုကြီးစင်ရောပြောတာကမိုင်းလုံးတို့မိုင်းငေါ်တို့ကိုနေချောင်းကနေတိုက်ခိုက်တယ်ဒီမိုင်းလုံးမိုင်းငေါ်ဒီကျွန်တော်တို့မိုးကုတ်မိုးမိတ်ပေါ့နော်အဲ့ဘက်ကိုသွားလို့ရတဲ့လမ်းကြောင်းတွေဖြစ်တယ်အဲ့တော့ဒီရပိုင်းထဲမှာပေါ့နော် TNL နဲ့စစ်ကောင်စီတို့နဲ့စကားပြောနိုင်ကြီးရှိတယ်ဆိုတဲ့အတန်တွေလည်းကြားရတယ်စကားပြောတဲ့အခါမှာဆိုရင်နောက်ဆက်တွဲပေါ့နော်မိုးကုတ်မိုးမိတ်ပြီးမိုင်းလုံးမိုင်းငေါ်အဲ့ဒီဘက်တွေအထီကိုပါအဲသူတို့တွေတောင်းဆိုလာနိုင်ကြီးရှိတယ်မိုးကုတ်မြို့နယ်နေတဲ့မိုင်းလုံးမြို့နယ်မဟုံကြီးရွာဟာ TNL ရဲ့တပ်မဟာ1နယ်မြေဖြစ်ပါတယ်စစ်တပ်ဟာအခုလတည့်ရက်နေ့မှာ ကြောင်မဲမြို့ကိုသိမ်းပြီးနောက်ပိုင်းမိုင်းလုံးမိုင်းငေါနဲ့မိုးကုတ်မြို့တွေကိုပါပြစ်မှတ်ထားတိုက်ခိုက်လာတာလို့ TNL ဘက်ကထုတ်ပြန်ပါတယ်။ဒါအပြင်ဒီဘောနဲ့နမ်ဘူမြို့တွေကိုပါလေကြောင်းနဲ့ဇက်တိုက်ပစ်ခတ်နေတာကြောင့်ဒေသခံတွေထွက်ပြေးနေရပါတယ်။စစ်တပ်ဘက်ကဒီဘောမြို့ကိုထိုးစစ်ဆင်မှုတွေရှိနေပါပြီလား။ဒီအကြောင်းသိရှိတဲ့ဒေသခံတူပြောတာက ကိုတက်ကဒီဘောတော့ရောက်ခံပြီလေဒီလိုကျွန်တော်တို့ဒေတာဆန်ကိုမေးကြည့်ရကတော့သူကဒီခေါင်းသားတွေပါတော့အားလုံးတွေ့ထုတ်လိုက်ပြီလို့ပြောတယ်ဟောသူတို့ကအလံနေသွားလိမ့်တယ်အားလုံးထုတ်ပြီနမတူမျိုးတော်မှသူတို့မမိတဲ့ကအလံနေပါလိမ့်ရှုပ်သွားပြီလို့ပြောတယ်ကြောင်မဲမျိုးကိုစစ်တပ်သိမ်းပိုက်လိုက်ပြီးမြို့အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေဆောင်ရွက်နေပြီဖြစ်ပေမဲ့လာရှို့ဘက်မှာစစ်ဆောင်နေကြတဲ့ဒေတာကန်တွေပြန်လို့မရသေးဘူးလို့ဒေတာကန်တွေကပြောပါတယ်အော်တိုဘာ6ရက်သတင်းကြော်လာပြီးနေ့ကလည်းမိုးရွာနဲ့ချောင်းဦးမြို့နယ်အဆက်မှာရှိတဲ့ဘုံတို့ကြီးရွာကစီမီပူဇော်ပွဲနဲ့မိသပိတ်ကိုစစ်တပ်ကလေကြောင်းနဲ့ဘုံကျဲခဲ့တာကြောင့်လူ လေးဦးသေဆုံးပြီး40ကျော်တန်ရရခဲ့တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရဘက်ကထုတ်ပြန်ထားပါတယ်။သေဆုံးသူတွေထဲမုံရွာမြို့နယ်6ဦးမြို့နယ်ကရပ်သားပြည်သူတွေ၊ကလေးငယ်တွေအပြင်ဒေါ်လိုင်းတပ်ဖွဲ့ဝင်တွေ၊တပိတ်ဥဆောင်သူတွေနဲ့ CDM ဝန်ထမ်းတွေပါဝင်ခဲ့ပါတယ်။ပုတ်ထုံညာကျန် BBC မြန်မာပိုင်းအစီအစဉ်တွေတည်ရင်ပြီးပါပြီ BBC ကိုနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ် BBC သောတာရှင်များတကွာ မြမပြည်သူပြည်သားပေါင်းကိုစိတ်နှဖျားအေးချမ်းပြီးဘေးပရာတွေကင်းဝေးကြပါစေလို့ BBC ဝိုင်းတော်သူဝိုင်းတော်သားတွေကဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေဒေါင်းလုဒ်လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။